ဒီနေ့ကတော့ကျွန်တော်ရဲ့ပထမဆုံး 3D printer ကိုတွားပြီးတော့ဝယ်မယ့်နေပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘာလို့ 3D printer ကိုရွေးချယ်ခဲ့ရလဲဆိုတော့ကျွန်တော်ဝါသနာပါအကြောင်းရင်ကျွန်တော်အိမ်မှာရှိတဲ့ furniture အသေးလေးကိုကိုယ်တိုင်လိုက်ပြီးတော့ထုတ်ကြည့်ခြင်းနဲ့နောက်ပြီးတော့ကျွန်တော်ရဲ့ site business အနေနဲ့ product လေးထုတ်ပြီးတော့ရောင်းဖို့အတွက်ကျွန်တော်ရဲ့ site business အနေနဲ့လုပ်ဖို့အတွက်ဒီ 3D printer ကိုရွေးချယ်ခဲ့ရပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်အိမ်အောင်ဆဆရောက်ချင်းမနေနိုင်တာနဲ့ပဲချက်ချင်းကိုဖောက်ပြီးတော့ဒီဆက်ကို YouTube ကနေကြည့်ပြီးတော့ဆင်းလိုက်ပါတယ်အအမှန်တိုင်းပြောရရင်ကျွန်တော်ဒီဆက်အကြောင်းဘာမှမသိသေးလို့ကျွန်တော် YouTube ကို tutorial ရဲ့အတိုင်းတရားလေးကြည့်ပြီးတော့ဒီဆင်းပြစ်ခဲ့ရပဲဖြစ်ပါတယ်ကျွန်တော် printer ကို testing လုပ်တဲ့အနေနဲ့ပထမဆုံးထုတ်လိုက်တဲ့ပစ္စည်းကတော့ဒီကျွန်တော်ဖုန်းကိုဘီကနီတက်ပေးရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖုန်းကဘီကနီရွာပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာပါအဲနောက်ထပ်ထုတ်ထားတာလေးလည်းရှိပါတယ်ဘာလဲဆိုတော့ဒီ spanner လေးပါဆိုတော့ ီဒါတော့ကျွန်တော်ကျွန်တော်ရဲ့ကတ်တော့မှာတက်ထားရပေါ့နော်တေချာလေးပြပေးမယ်ဒီဟာလေးပါဒီဇိုင်းလေးကတော်တော်လေးမိုက်နေပြအဲနောက်ပြီးရောကျွန်တော်ရဲ့ဒီဟာပေါ့နော် ကျွန်တော်ဒီကားလိုကိုဖြစ်တဲ့ဒီစီပီလေးကိုပါဒီအယောင်နေအောင်နဲ့ကတ်စတမ်မိုက်ပြီးတော့ထုတ်ထားပါဗျ။လောလောဆီတော့ကျွန်တော် 3D printing ကိုလေ့လာနေရယ်။အဲနောက်ပိုင်းအရန်ကိုကျွမ်းလာပြီဆိုရင်တော့ကျွန်တော်ကိုယ်တိုင် brand တစ်ခုဖြစ်ဖြစ် product တွေဖြစ်ဖြစ်ထုတ်ပြီးတော့ရောင်းဖို့ရှိပါသေးတယ်။ဆိုတော့ကျွန်တော်လိုမျိုးဤပညာကိုစိတ်ဝင်စားတဲ့ brother ရှိရယ်ဆိုရင် like and follow လုပ်ခဲ့ပါ။နောက် video တွေမှာကျွန်တော်သိရှိခဲ့တဲ့အသိပညာတွေကိုလည်းပြန်ပြီးတော့ sharing လုပ်ပေးနေမှာပဲဖြစ်ပါသေးတယ်။